ဂျပန်ဂျီတို့ကပီကန်နီမှာပိုချမ်းနေဆိုတာဘရာဇီးတို့တီတော်လောက်ပြီမနေ့ကကစားတဲ့ဂျပန်နဲ့ဘရာဇီးတို့ရဲ့ပွဲကနိုင်ငံတကာခြေစမ်းပွဲတစ်ပွဲဖြစ်ပေမဲ့လည်းဂျပန်တင်းကသူတို့ရဲ့ထုံးစံတိုင်းဂျိုးစားဖို့ကနောက်ဆုံးချိန်ထိမချော့ခဲ့တာကိုထင်ရှားစွာမြင်တွေ့ခဲ့ရပါတယ်ဂျပန်တင်းနဲ့ဘရာဇီးတင်းတင်းစလုံးက2016ကဘလာခြေစပွဲအောင်ထားပြီးသားအသင်းကြီးဖြစ်တာကြောင့်ဒီဘက်ကအသေးအားဆိုင်ထုတ်ကစားတာမျိုးမဟုတ်ပေမဲ့ပြိတ္တိုက်တော့ဖြစ်ခဲ့ရပါတယ်ပွဲစောပိုင်းမှာဘရာဇီးတင်းကပထမပိုင်း26မိနစ်နဲ့37မိနစ်တို့မှာဟီလရီနဲ့မာတီနယ်လီရဲ့အတွင်းဂိုးလီကြောင့်ပထမပိုင်းမှာနှစ်ဂိုးပြတ်အုပ်ဆောင်နိုင်ခဲ့ပါတယ်ကမ္ဘာစစ်မီဘရာဇီးလိုဘလုံးမရင်တင်းကိုဝေကွန်းမှာနှစ်ဂိုးပြတ်ရှုံးနေပေမဲ့ ဂျပန်ဇာမရီကလည်းစိတ်ထဲမှာကြာပဲတည်တည်ငြိမ်ငြိမ်နဲ့ဒုတိယပိုင်းမှာရင်ဆိုင်သွားခဲ့ပါတယ်။ဒီပြိုင်လည်းညမိုးအောင်မှာဒုတိယပိုင်းအတွက်နီးပြောင်းပြောင်းလဲပြီးဖိလုံနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းပြန်စားပြီးမကြခင်50နာမိနစ်မှာမီလာမီနိုကဘရာဇီးခံစစ်ကိုထိုးပေါက်ပြီးဂျပန်အသစ်တော်ချီပါကိုကိုလှပစွာသွင်းလိုက်ပါတယ်။ဒီကိုကဂျပန်ရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးခဲ့ပါတယ်။ရလကနဂိုရိုကိုဖြစ်နေခြင်းမှာဘရာဇီးတင်းရဲ့နီးပြောင်းကာလိုအန်ဆလော်တီကမာတီနယ်လီ၊ဗီနီစီယန်နဲ့ဂွေမာရက်တိုလိုဒီကဂဇာမရီနေရာမှာရိုဒီဂိုကိုညာနဲ့ဂျိုလီတန်တို့ကိုဝင်ရောက်ကစားစီခဲ့ပါတယ်။ဒီပြိုင်ဒီလိုမျိုးဒီကဂဇာမရီကိုနားပီးခဲ့တဲ့လူစားလေးလက်မှုကအသင်းရဲ့တင်ပြမှုကိုပြပြသွားစီခဲ့တယ်လို့သုံးသပ်ရမှာပါ။ အဲ့ဒီတော့မကြမ်းကမှာပဲဂျပန်အသင်းကရက်တက်မသွားပဲဇက်တက်ဖီအားပေးခဲ့ပြီး60နှစ်မိနစ်မှာတော့နာကာမူယာကဒုတိယခြေပါကိုသွင်းယူခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျပန်အသင်းက87မိနစ်မှာအူဝဲတာကနေလပတဲ့ဦးဆောင်ဂိုးကိုသွင်းယူလိုက်ပါတယ်။ဘရာဇီးအသင်းနဲ့မထင်မှတ်ပဲ3ဂိုးထိပြလိုက်ရတဲ့ကြောင့်85မိနစ်မှာရချာလီဆန်အစတီပောင်းနဲ့ဟင်နရီအိုလီဘာစေပါတို့ကိုလူစားလေးထပ်မံထည့်သွင်းပြီးခြေပါကိုရရှိဖို့အသေးအံစူးစမ်းခဲ့ပေမဲ့နောက်ထပ်ဂိုးများပဲအချုံနဲ့သာရင်ဆိုင်လိုက်ရပါတယ်။ဂျပန်တို့တော့ဒါကသူတို့တမိုင်းမှာဘရာဇီးလိုထိုင်တဲ့တင်းကြီးကိုပထမဆုံးချိန်နိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ခြေဆောင်မဆိုပေမဲ့လည်းကမ္ဘာစစ်မီဘရာဇီးတင်းကိုနှုတ်ကိုပြချုံကနေ3ဂိုးသွင်းလိုက်ပြီးအနိုင်ရခဲ့တာကတော့ဂျပန်ဘောလုံးလောကအတွက်ကြီးမားဆုံးဂိုးယူချက်တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ ကမ္ဘာပလပြိုင်ပွဲကြီးကိုသွားရမယ့်အသင်းငယ်တစ်တင်တွေဆက်တပိုင်းဆိုင်ရာအားရင်အများကြီးကိုလည်းဖြစ်စေခဲ့ပါတယ်။ပိုပြီးထင်ရှားတဲ့ချက်ကတော့ဘရာဇီးတင်ကပေးခဲ့တဲ့ရပိုင်ကမှအာဆာရဲ့တခြားထိပ်တန်းအင်အားကြီးအသင်းဖြစ်တဲ့တောင်ကိုရီးယားတင်းကိုဘာကိုပြောင်းနေနိုင်ယူထားတာဖြစ်တာကြောင့်ဒီပွဲရက်ကတောင်ကိုရီးယားနဲ့ဂျပန်တို့ရဲ့လက်ရှိခြေချောင်းကောက်ဟမှုကိုလည်းပိုပြီးထင်သာမြင်သာရှိတည်ခဲ့တယ်လို့သုံးသပ်ရမှာလည်းဖြစ်ပါတယ်။ဒါကြောင့်ဂျပန်တင်းကအာဆာရဲ့ထိပ်တန်းဘောလုံးအင်အားကြီးဖြစ်ဖို့မှုခိုင်မှစွာယက်တီလာနိုင်တောင်းကိုပြသလိုက်တာလည်းဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားတို့ချက်ပြတ်ပြီး